ားလုံးပဲမင်္ဂလာပါဒီနေ့အော်တိုဘားလ၁၄ရက်နေ့၁၄ရက်နေ့မှာတော့တကယ်အတိအကျသတင်းတွေလည်းထွက်ပေါ်လာတယ်ဟောနေ့ရကန်သတင်းဗီဒီယိုဖိုင်လည်းတက်လာတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်တွေထုတ်ပြန်လိုက်တယ်ဆိုတဲ့ကတည်းကနေအဲ့ဒီနေ့ရကန်ဖြူဟာဆိုလို့ရှိရင်လုံးဝကျသွားပြီဆိုတာအသေးချပေါက်ဖြစ်တဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့နောက်မှတွေ့ရမယ်အဒီဗီဒီယိုလေးကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်ဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ရှမ်းပြည်နယ်အဲ့ဒီကရနီ အဆက်မှာဆိုလို့ရှိရင်ဖေကုံအဲ့ဒီဘောရံရွာကနေပြီးတော့ PNO နဲ့စက္ကဆတွေကနှည့်ဆက်တိုက်အဲ့ဒီရွာကိုမီရှိုးဖြစ်စေတယ်ဆိုတော့ရွာလုံးကျုပ်နိပါအဲ့ဒီမှာမိလောင်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကအဆင်ဥထမလေးရှားဥထကနေပြီးတော့ nation ပြန်အရင်တော့တရက်လာမလို့ပြောတယ်ပြင်မဲ့တကယ်တကယ်လာတာတော့ nation ပြန်လာတယ်လာပြီးမှပြန်သွားတယ်ပြန်သွားတဲ့နောက်ပိုင်းမှာမလာကနေပြီးတော့ထုတ်ပြန်လိုက်တယ်အန္တကအဆီယံကနေပြီးတော့ရုပ်ကောက်ပွဲကိုထောက်ခံတယ်ဆိုတဲ့ဟာကိုသူထုတ်ပြန်တယ်ဒါပေမဲ့မလေးရှားကတော့ အဲ့ဒီအားလုံးပါဝင်တဲ့ယူကော့ဖွဲ့တကိုသူတို့ထောက်ခံတာဖြစ်တယ်သူတို့အခုအားလုံးမပါဝင်တဲ့တကိတ်ကောင်သူတို့လုံးဝပြန်လို့မနိုင်တဲ့ NLD ပါတီကဒေါ်ဆန်းစုကြည်တို့သမတဦးဝင်းမြင့်တို့သူတို့ကိုမလှုပ်ဘူးဖြစ်ရှင်တော့အဲ့ဒီ NLD ပါတီထဲမှာတချို့နော်နာမည်နဲ့ပြန်တဲ့လူတွေရှိတယ်အဲ့ဒီဟာတွေလည်းအရင်ချင်းမမြင်ဘူးဆိုပြီးမှသူတို့သတ်မှတ်ထားတဲ့နော်အဲ့ဒီစံနှုတ်တွေကမမြင်ဘူးဆိုပြီးမှကလုံးဖြုတ်လိုက်တယ်ဒီပြရတော့ NLD ပါတီတခုလုံးကိုဖြုတ်ချလိုက်ပြီးတဲ့နောက်ပိုင်းမှာသူတို့ကတန်ခါရဲ့အဖွဲ့တွေကအရှက်မရှိသူတို့ကအနိုင်ရမယ်ဆိုတာသူတို့သိတယ် ဲ့ဒီဟာကိုနေပြီးတော့သူတို့ရုပ်ကောက်ပွေချင်းပါတယ်เนาะအဲ့လိုမျိုးလုပ်တဲ့ခါကျတော့ ASEAN ကသတ်မှတ်ထားတဲ့ပုံသဘောတူညီချက်เนาะ5 point consensus ဆိုလို့ရှိရင်လုံးဝ5 point consensus နဲ့လုံးဝပတ်သက်မှုမရှိဘူးဆိုတာကိုအဲ့ဒီမှာဒီနေရာနေကျွန်တော်တို့တွေ့ပြတာဖြစ်တယ်ဆိုတော့အမလာတော့တစ်ပတ်သက်ထုတ်ပြန်တယ်အဲ့ဒီ ASEAN ဆိုလို့ရှိရင်သူတို့နဲ့ပူးပေါင်းမယ်နေရောက်ကောက်ပွေကိုပူးပေါင်းမယ်ဆိုပြီးတော့ ASEAN ပြောတယ်ဆိုပြီးတော့ပြောတယ်ပြီးလို့ရှိရင်တော့ဟိုတရက်ဒီက BBC ကဖော်ပြထားတယ်အဲ့ဒါကမလေးရှားကရောက်ကောက်ပွေအတွက်เนาะအဲ့လိုမျိုးကိုဆိုလေး ဆောင်ချီရဲ့ကိုယ်စားလှယ်လို့သူတို့လွှတ်မဲ့တနိုင်ငံတော့လွှတ်မှာမဟုတ်ဘူးနော်အဲ့လိုမျိုးအာဆီယံအဖွဲ့လုံးအနေနဲ့ပဲသူတို့လွှတ်ဖို့ရှိတယ်ဆိုတဲ့ဟာကိုထုတ်ပြန်တယ်နော်ထုတ်ပြန်တယ်အဲ့ဒါပြီးတဲ့နောက်ပိုင်းမှာဒီနေ့ကဘလို့ထွက်လာလဲဆိုလို့ရှိရင်ဒီ UK ကိုအာဆီယံအနေနဲ့ဆောင်ချီလေ့လာရဲ့အဖွဲ့လုံးဝလွှတ်မှာမဟုတ်ဘူးဆိုတဲ့ဟာကိုသူတို့ဒီနေ့ထုတ်ပြန်တာကိုတွေ့ရတယ်ဆိုတော့ဒါတွေကတော့နော်အရှိနဲ့အနောက်နည်းနည်းကွာတဲ့ နော်စကားလုံးလေပေါ့နော်နောက်တစ်ခုကဒီမြဝတီနဲ့ရွှေကုတ်ကိုအဲ့ဒီခေခေပါတော့ပါတော့အဲ့ဒီနေရာဒီမှာကြားဖြန့်လုပ်ငန်းတွေမှာဆိုလို့ရှိရင်ထိုင်းကနော်ဟုတ်တရုတ်ကအမှန်တော့နော်တရုတ်ကတရုတ်ကလာပြီးတော့ဒီကြားဖြန့်ကိစ္စကိုကောက်ကောက်မမကင်တဲ့ခါကျတော့တရုတ်ရဲ့ဖိအားကိုမနိုင်တဲ့ခါကျတော့ထိုင်းကမီးတို့ခံနေတို့စသဖြင့်လိုက်တွေကိုဖျက်လိုက်တဲ့ခါကျတော့အခုကပါလုံလာလဲဆိုလို့ရှိရင်စတားလင်းကိုနေပြီးတော့တော်တော်တွတ်တွတ်ချစ်ချစ်တောင်းနေတယ်ဆိုတဲ့ဟာကိုအဲ့ဒါကိုအမေရိကကနေပြီးတော့သိတယ်ဆိုတော့ဒီအမေရိကန်ရဲ့ ဒီ concrete ကနေပြီးတော့စစ်ဆေးနေတယ်ဆိုတဲ့ဟာကို AFP ကနေပြီးတော့ထုတ်ပြန်လိုက်တယ်ဒီပေကတော့အဲ့ဒီ KK ဖနေမြပါတယ်ကိစ္စကဟုတ်เนาะအမေရိကရဲ့ဒီ concrete အထီတောင်မှရောက်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့လာရတာပေါ့အရင်တော့ကတရုတ်တရုတ်ပြီးလို့ရှိရင်အမေရိကဆိုတော့တရုတ်တုန်းကလည်းတော်တော်ဆူဆူပူဖြစ်ခဲ့တယ် GF ရဲ့ကောင်းဆောင်မောင်ချစ်သူကိုဖမ်းမယ်ပါမယ်နဲ့တော့တော်တော်ကို အဲ့လိုမျိုးအချက်ပြခဲ့တယ်နောက်ဆုံးကျတော့လည်းဘာမှမဟုတ်ဘူးတွင်ရဲမှာတွင်ရဲမှာဘာဖြစ်လို့သူတို့ပေါ့မပတ်သက်မှုတွေအများကြီးရှိတယ်ဆိုတော့အခုကတော့စစ်စင်းနေတယ်နော်အမေရိကန်ကွန်ကရစ်ကနေပြီးတော့စစ်စင်းနေတယ်ဆိုတဲ့ကောင်ကို AFP တည်င်းဌာနကထုတ်ပြန်လိုက်တယ်ဆိုတဲ့တည်င်းကိုတွင်တော်တို့တွေ့ရမယ်ဒါတော့စိတ်ဝင်စားစရာနောက်တစ်ခုက TNLA နော်တင်ပိုက်ထားတဲ့နေမြေတွေနောက်တစ်ခုတစ်ခုနော်လက်လွတ်လိုက်ရတဲ့နောင်ချိုတို့အကြောင်းမဲတို့အခုဒီဘောကနေပြီးတော့မနေ့ကကျွန်တော်တို့ရှစ်မိုင်အကွာမှာကျွန်တော်တို့ရောက်ပြီလို့ ကြားတဲ့အခုဒီနေ့ကတော့၃မိုင်กว่าမှာရောက်နေပြီဒီပြတော့เนาะတဖြည်း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 နဲ့မျိုးထင်းမှာကတ်လာပြီလုံးဝအဲ့ဒီဒီဘောကဆိုလို့ရှိရင်ကြမယ်ဆိုတာတော့အေကံမုတ်ချကျွန်တော်တို့ပြောနိုင်တယ်နောက်တစ်ခုကကရင်ပြည်နယ်မှာကရင်ပြည်နယ်မှာဆိုလို့ရှိရင်အဲ့ဒီ corporate နောင်မင်းရွာအနားမှာတိုက်ပွဲဖြစ်တယ်နော်တိုက်ပွဲဖြစ်တယ်အဲ့ဒါကတခြားလူတွေဖြစ်တာမဟုတ်ဘူးအဲ့ဒီ DKBA ဘူပြီးတော့အဖွဲ့နဲ့ DPGF တို့အဖွဲ့သူတို့ကဒီမလာရေကြီးကော်ပိုရိတ်ကိုထောက်ပံ့မယ်ဆိုပြီးမှလမ်းဖွင့်ပေးလိုက်တယ်နော်အဲ့ဒီမှာဟိုဖက်မှာအဲ့ဒီကော်ပိုရိတ်ကနေပြီးတော့မြောက်ဒီကိုရောက်သွားတယ်အဲ့ဒီမှာသင်္ကန်းညီနောင်တို့ပါတော့နော်ဒီဖက်ကတင်းထားတဲ့ဟာတွေအကုန်လုံးလက်လွတ်လိုက်ရတယ်ပြီးလို့ရှိတော့ကုကုလေးကိကောနော်လေးကိကောမြို့တိကိုတောင်မှတိုက်ပွဲတွေကြီးကြီးဖြစ်ပြီးတော့အဲ့ဒီမှာတချို့ကိုတင်းလို့ရပြီဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အားလုံးအဖြစ်သက်တင်းပိုက်နိုင်တဲ့အဆင့်တော့မရောက်သေးဘူးအခု DKBA နဲ့ BGF app တို့ပူပေါင်းကလည်းတိုက်ပွဲတွေဆင်နွှဲနေတယ် concrete မှာအဲ့ဒီမှာနောင်မင်းရွာနာမှာဆိုတော့အဲ့ဒီမှာအယောက်ပေါင်း30ကျတယ်အဲ့ဒီမှာဒီ DKB နဲ့ BGF ဖွဲ့နော်30ကျတယ်အဲ့ဒီကတော့ကရင်ချင်းချင်းအဲ့ဒီမှာကရင်လူမျိုး DKB နဲ့ BGF တို့ရဆိုလို့ချင်းအယောက်ပေါင်း30ကျတယ်ဆိုတာနေလာမဟုတ်တာအချင်းချင်းပဲနော်နောက်တစ်ခုကဒီ3ယောက်ပေါင်းနေပြီးတော့အရှင်ဖမ်းမိတယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာတွေ့ရလိမ့်မယ်ဆိုတော့ဒါကလည်းတည်င်းကောင်းပဲဟိုဖက်ကတော်တော်ကိုကြာနေတယ် ကျနေတယ်ဆိုပေမဲ့ဟိုဖက်ကအင်အားတော်တော်ကောင်းတယ်နော်စကစဖက်ကဒီပီတူးစစ်တို့ပါတော့ကတော်တော်ကိုနော်ဘာမှမတိနာမလေဘူးအဲ့ဒီမှာတင်တိုင်းလည်းကိုနေနေပပစေးရဲ့တွေ့ကြုံမရှိဘဲနဲ့တော့ပို့အဲ့ဒီမှာသိဒါပေမဲ့ခက်တာကနော်အဲ့ဒီမှာသူတို့ကတိုက်နေသေးတယ်နော်ပြည့်နေသေးတယ်ဆိုတဲ့ခါကျတော့အဲ့လိုမျိုးဖန်ဆီယာမင်းပေးတဲ့ခါကျမှငါကအာစေမုန်ထန်ဥပဒေနဲ့ဖန်ခါရလာပါပီတူးစစ်ပါစသည်ဖြစ်စသည်ဖြစ်အဲ့လိုမျိုးပြောတာကိုတွေ့ရတယ်ဒီဖက်ကလည်းအဲ့လိုမျိုးအထမ်းမိတဲ့အချိန်မှာကျတော့နော်သူတို့အဲ့လိုမျိုးငါကပြီးသူစစ်ပါတော့ အဲ့ဒီမှာစင်မထန်းနဲ့ဖန်ခါရတာပါလို့အဲ့လိုမျိုးပြောလို့မရဘူးဆိုတဲ့ဟာကိုအခုဒေါ်လာရေးတွေကလည်းပြောနေပြီဘာဖြစ်လဲဆိုတော့သူတို့ကဒီတော့ကတော့အသကုံပြည့်တယ်နော်အဲ့လိုမျိုးလက်နဲ့ချခိုင်းလည်းမချဘူးဒါပေမဲ့အဖန်ခံပြီးတဲ့နောက်ပတ်မှာကျတော့အာငါတို့ကပြည်သူစစ်ပါပါပါအဲ့လိုမျိုးပြောတဲ့ဟာကိုတော်တော်ခံပုံများနေပြီဒီဖက်ဒေါ်လာရေးဖွင့်တယ်အဲ့ဒါကြောင့်အခုဒေါ်လာရေးဖွင့်တယ်ကပြောတယ်ဖမ်းမိပြီဆိုလို့ရှိရင်တော့ပြည်သူစစ်ရောက်ပါရောနားမလည်ဘူးနော်နားမလည်ဘူးအဲ့ဒီမှာ စေတုံပိုင်းမှာစေတုံပိုင်းလိုပဲဆက်ဆံရတော့မယ်ဆိုတဲ့ပုံစံမျိုးကိုဒီနေ့တတိယမီဒီယာနေမှာတွေ့ရလိမ့်မယ်။နောက်ခုတ်ကကချင်ပင်ဖက်ကမလန်းကျေးရွာအနီးမှာဆိုလို့ရှိရင်တပ်ပွဲဖြစ်တဲ့အဲ့ဒီမှာလည်းအရောက်ပေါက်30သေးတယ်။ဒီမှာအလားဖက်ကတတိယထုတ်ပြန်တာတစ်ခုရှိတယ်။အဲ့ဒါက KPDF နော် KPDF ဆိုတာအဲ့ဒီ KIA မှာရှိတဲ့ဒီ PDF တွေကို KPDF ဆိုပြီးတော့နာမည်ရှိတယ်နော်နာမည်ရှိတယ်ဆိုတော့အဲ့ဒီအယောက်ပေါင်းစစ်တယောက်အလင်းဝင်နေဆိုပြီးတော့စက္ကစက္ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရမယ်ဆိုတော့ဖြစ်နေချေရှိလားဆိုတော့အနည်းနဲ့အများတော့အဲ့လိုမျိုးဖောက်ပြန်တဲ့လူတွေကတော့ရှိနိုင်တယ်နော်ရှိနိုင်တယ်ဆိုတော့ဒီဖက်က PDF တွေအားလုံးတယောက်မှမကြံတခါမှအလင်းမဝင်ဘူးဆိုတော့နော်မဖြစ်နိုင်ဘူးအဲ့ဒီထဲမှာအယောက်ပေါင်းမြောက်များစွာထဲမှာဖောက်ပြန်တဲ့လူတွေကတော့ရှိစမြဲပဲရှိစမြဲပဲတယောက်နှစ်ယောက်ရှိတာကတော့ရှိတာပဲဒါပေမဲ့ဒီဖက်မှာတော်လိုင်းဖက်ကိုမှားလာဖက်ကလူတွေကြီးကြီးအလင်းဝင်တာတော့အဲ့လိုမျိုး တကယ်နံပါတ်အကြီးတွေเนาะကျွန်တော်တို့တွေ့ရလိမ့်မယ်အခုတော်လိုင်းရဲ့အဖွဲ့တွေကမြို့ပေါင်းအရင်တော့က104မြို့เนาะ104မြို့သိမ့်ပတ်ရရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့စေမြို့ကိုလက်လွတ်လိုက်ရတယ်ဒီမဟာလာကရွက်ကောက်ပွေးကိုကျင်းပဖို့အတွက်เนาะတကယ်ထိုးစစ်တို့အရှင်မြင့်လုပ်တဲ့ခါကျတော့စေမြို့ပါသွားပြီเนาะစေမြို့ပါသွားပြီဒီပြတော့လက်ပိုင်းလုံးနဲ့စေမြို့ပါသွားတယ်အရင်တော့ကတက်တူညနှစ်ခွန်သိန်းတော့လည်းဒီလိုပါပဲเนาะလက်ပိုင်းနဲ့ပြိုဆင်းတာ အလိုမျိုးပရပရပရပြိုးစင်းလာအဲ့ဒီမှာတရားနဲ့၄မျိုးအထိတောင်မှကျွန်တော်တို့တိမ်ပရရှိနေတယ်အမှန်တော့၃မျိုးခိုးဘမောက်မျိုး၃မျိုးဆိုတော့တရားနဲ့၄မျိုးဖြစ်သွားတယ်အဲ့ဒီထဲမှာမှဒီ၁မျိုးကိုလက်လွတ်လိုက်ရတယ်အဲ့ဒီပြတော့၁မျိုးမှပြန်ပြီးတော့သူတို့ရုပ်ကောက်ပို့ချင်းပို့အတွက်တော့ဂျိုးပိုင်းနဲ့ဟာ၁မျိုးအောင်မြင်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကထိုင်းနိုင်ငံထိုင်းနိုင်ငံမှာမိုးရွာသွန်းတယ်နော်အဲ့လိုမျိုးမိုးကြီးတယ်မျိုးကြီးတဲ့ခါကျတော့အဲ့ဒီမှာအယူတာ နဲ့ဒီခရိုင်အပါဝဲစင်ကခရိုင်မှာရေးချီးတဲ့ခါကျတော့အရောက်ပေါင်း၁၀ရောက်သေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့မက္ကဆီကိုမက္ကဆီကိုမှာလည်းအဲ့ဒီမှာရေးချီးတယ်အဲ့ဒီမှာမြေတွေပြိုကျတယ်အဲ့ဒီမှာ၁၃၀တော့ပျောက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကဒိန်းအောင်ရဲ့ကိစ္စလည်းတော်ကိုတင်းမှာတက်လာတယ်နော်ဒိန်းအောင်ကနော်ဘာပြောလဲဆိုလို့ရှိရင်နော်သူတို့ဘာမှကားတွေပါတယ်မရိုက်ရတော့ဘူးအမှုပညာသမားဆိုတာအမှုပညာကိုလှုပ်ရမှာ လုတ်ပညာကိုလုတ်လို့ရတဲ့ပက်ဆန်နဲ့ပဲအတမဝင်ချောင်းလေအခုကနော်ဘသူမှလည်းခေါ်ရိုက်မယ့်လူတွေမရှိတော့ဘူးဆိုတဲ့ဟာကိုခေါ်ရိုက်ပေးကြပါအောင်ဆိုတဲ့ဟာအဲ့ဒီတင်းကအဲ့ဒီဗီဒီယိုဖိုင်ကတော်တော်ကိုပြန်သွားတယ်နော်အဲ့ဒီမှာကျော်မျိုးမင်းတို့ဘာလို့လဲဖော်ပြထားတာကိုတွေ့ရတော်တော်တင်းဌာနတွေမှာဖော်ပြလေးရှိတယ်နော်အဲ့ဒါကဆိုတော့အဲ့ဒီတင်းတော်ပြောတဲ့ထက်မှာဘယ်လိုပြောမလဲတစ်ဖက်ကမခေါ်လို့ရှိရင်လည်းတစ်ဖက်ကခေါ်ရမှာပေါ့တစ်ဖက်ကလို့ပြောတဲ့ခါမှာကျော်နိုင်ရဲ့ဖက်ကမခေါ်ရိုက်ဘူးဆိုလို့ရှိရင်လည်းနော်အဲ့လိုမျိုးသူတို့ဖက်ကဒီစကားစဖက်ကလူတွေကခေါ်ရိုက်ဖို့တင်းနေဆိုတဲ့ဟာကိုသူပြောတယ် နော်ပြီးလို့ရှိရင်တော့ဒီကားကိုရိုက်ပြီးလို့ရှိရင်နော်ဘယ်သူမှမချေဘူးဆိုတော့ဘယ်သူတောင်းဝန်ယူလဲရိုက်တဲ့လူတွေကလည်းနော်အဲ့လိုမျိုးတော့ဒီဟာတွေကတကယ်တည်င်းမီဒီယာမှာတော်တော်ကိုရိုက်ခတ်တဲ့တည်င်းတဲ့ပုံတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်။အတိတ်ပြရတော့တော့ပြသူလူထုတွေရဲ့ white coat လုတ်တဲ့ဟာကတော်တော်ကိုထိရောက်လဲဆိုတဲ့ဟာကိုဒီနေရာမှာတွေ့ရလိမ့်မယ်။တော့လေးဖြူတို့ဘာလို့ဆိုလို့ရှိရင်လဲတော်တော်ကိုထိတယ်။ပြီးလို့ရှိရင်တော့အခုဒင်းတောင်လို့អော်နေပြီ။နော်ဒင်းတောင်လို့អော်နေပြီ။အပြင်ကချိရတာအဆင်ပြေတယ်လို့လို့ပဲ။ဒါပေမဲ့တကယ်တကယ်နော်ပြသူလူထုတွေရဲ့ white coat လုတ်တဲ့ဟာကတော်တော်ကိုထိရောက်လဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်။အဲ့ဒါကတကယ်သူတို့ ကိုယ်တိုင်ဝန်ခံတဲ့ဟာတွေဖြစ်တယ်နောက်တစ်ခုကဒီနိုင်ရကနိုင်ရကံပြူဟာကုန်းနိုင်ရကံပြူဟာကုန်းကကြားပြီးမကြားဘူးကြားပြီးမကြားဘူးနဲ့တော်တော်ကိုပြည့်နေတယ်အခုကတော့တင်းဌာနပထမဆုံးပေါ်ပြတာက ARD တဲ့ ARD မဟုတ်ဘူးနော် ARD ARD မှာနှစ်ခုရှိတယ် A နဲ့စားတဲ့ဟာနဲ့ D နဲ့စားတဲ့ဟာဆိုတော့ ARD A နဲ့စားတဲ့ဟာပေါ့နော်အဲ့ဒါတင်းမှာအရင်ဆုံးပေါ်ပြတယ်နောက်ပေါ်ပြတယ်ပြီးလို့ရှိရင်တော့ အခုကတော့တင်းထဏာ၃လေးခုလောက်ကျွန်တော်တို့တွေ့ရပြီနော်တွေ့ရပြီအခုသတင်းဓာတ်ပုံတောင်မကလို့အခုဗီဒီယိုပါထုတ်ပြန်လိုက်တယ်အဲ့ဒါကကျွန်တော်တို့ Neurogyra မှာကျွန်တော်တို့ကြည့်လို့ရတယ်ဆိုတော့အဲ့ဒီရခိုင်သတင်းဌာနတွေပဲဖြစ်တယ်ဆိုတော့အခုဒီရခိုင်သတင်းဌာနကတော်တော်ကိုဖော်ပြထားတာကိုတွေ့ရတယ်နှစ်ရက်ကံပြူဟာဟာဆိုလို့ရှိရင်ကြာတော့ပြီကိုလုံးသိမ့်ပိုက်ရရှိပြီနော်မနေ့ကသတင်းကြတာကကားစစ်တစ်စီးနဲ့နေပြီးတော့လူတွေကိုတော်တော်ပို့နေတယ်တော်တော်ကိုခံစစ်လို့ပြင်းနေတယ်ဆိုတဲ့ဟာကိုနော်သူတို့ ပြောတယ်ဒါပေမဲ့ဒေါ်လာရဲ့ဖွဲ့တွေက AA နဲ့ပူပေါင်းဖွဲ့တွေကအကုန်လုံးပိတ်ဆို့တားဆီးနိုင်တယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့ဒီနေ့ကတော့ဒီဗီဒီယိုဖိုင်တွေတက်လာပြီเนาะဒီဗီဒီယိုဖိုင်တွေဘလို့သိမ်းနေဘလို့သူတို့ကတိုက်ခိုက်ခဲ့ရတယ်လဲနဲ့ရကန်ဗျူဟာကုန်းကဘလို့အခြေအနေမျိုးရှိတယ်ဆိုတဲ့ဟာကိုเนาะကျွန်တော်တို့ဗီဒီယိုကိုချိကြရအောင်เนาะဒီမြို့နေနဲ့ရကန်ဗျူဟာစခန်းကုန်းကိုအရခတက်တော် AA နဲ့မဟာမိတ်ပူပေါင်းဖွဲ့တွေကအော်တိုဘတ်၄ရက်ဒီကနေ့မှာအပိသက်တိုင်ပိုက်လိုက်ပြီလို့သိရပါတယ် ဒီနေ့ရေကန်စခန်းကုန်းကို PK2025 ဖေဖော်ဝါရီလကစလို့ထိုးစစ်ဆင်တိုက်ခိုက်တာဖြစ်ပြီးကိုလာခန့်အကြာမှာတော့တင်ပိုက်နိုင်လိုက်တာဖြစ်ပါတယ်။ဒီနေ့ရေကန်စခန်းမကြဖို့ကိုစစ်တပ်ကလက်နက်အင်အားလူဝင်အားလုံးရင်နဲ့ခုခံခဲ့ပေမဲ့အရခတက်တော်ရဲ့ဗျူဟာမြောက်တဲ့ထိုးစစ်ကိုတော့မခုခံနိုင်ခဲ့ပါဘူး။ဒီစခန်းသိမ်းတိုက်ပွဲအတွင်းသုံးပန်းတွေလက်နက်ခရမ်းတွေလည်းအများပြားတင်စေရမိတယ်လို့သိရပါတယ်။ဒီနေ့ရေကန်ဗျူဟာစခန်းဟာစစ်ကောင်စီအတွက်အတော်လေးကိုအရေးပါတဲ့စခန်းလေးဖြစ်ပါတယ်ခင်ဗျာ။ Abangnya Balanya Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn

मथां <laughs> मज़ा <laughs> <laughs>

ကာဖေးမရှင်ကြီးလိစကီပလန်နီလို့အော်ညောင်ရှင်ကအထုံးပါဒါထမတိယဘာကြီးဘာကြီးညာဘာကြီးညာအီလီဝေမကဝေ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 ဒီမကလုံးနေလို့ဝေရာရဲတနာချက်သိခံမှုပြောဟိုဘယ်နေကျွန်တော်မရှိနေခြောက်ကြမ်းခြောက်ကြမ်းနေရတာ Oui. Dans l'ouïe. ဆိုတော့ဒီနေ့အောက်တိုဘာလ14ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ